Hello, アロメミガワ。 လမ်းကြီးတွေတထားစီစဉ်ကနေအားလုံးကိုကျေးဇူးလိုက်ပါတယ်။ဒါအနေနဲ့ဒီဗီဒီယိုလေးကနေအမေရိကန်နိုင်ငံရဲ့ဘုံတော့ဒီ constitution နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတချို့ကို share လုပ်သွားပေးမှာဖြစ်ပါတယ်။ဒါဒီနေ့ share လုပ်သွားပေးမယ့်အကြောင်းအရာကတော့ဒီအမေရိကန်နိုင်ငံ constitution ကိုအကြောင်းသားအနေနဲ့မလေ့လာသေးခင်မှာသိထားဖို့လိုအပ်မယ့် background knowledge လေးတချို့ကို share လုပ်သွားပေးမှာဖြစ်ပါတယ်။ပြီးတော့ဒီ democracy ပုံစံလေးအကြောင်းလည်းဘုံတော့အမေရိကန်နိုင်ငံကဘယ်လို democracy ကိုခြေခံတာလဲ။အမေရိကန်အစိုးရနဲ့ American Constitution ကအခြေခံထားတဲ့မူဝါဒတွေ idea တွေယုံကြည်ချက်တွေသူတို့ရဲ့ဒီရည်ရွယ်ချက်တွေအကြောင်းကိုတထားက share လုပ်သွားပြီးမှဖြစ်ပါတယ်။အဲ့တော့ကျောင်းသားရဲ့အနေနဲ့ဒီ video ကိုအဆုံးထိကြည့်ခြင်းအပြင်ဒါကိုကိုယ်တိုင် Civil and Government တွေပေါ့နော်ဒီ American Constitution ကိုလေ့လာတဲ့အခါမှာဒါအများကြီးအစဉ်ကိုအစဉ်ပြေချုံးပေးစံနဲ့လေ့လာနိုင်မျိုးတို့တထားအနေနဲ့ယုံကြည်ပါတယ်။ အမေရိကန်နိုင်ငံကဘလိုနိုင်ငံမျိုးလဲပေါ့နော်အဲ့တော့အမေရိကန်နိုင်ငံကိုပြောလိုက်တာ ਨੇ တော်တော်များများကဒီဒီမိုကရေစီနိုင်ငံဆိုတာပြီးပြီးတော့ခံမြင်ကြလိမ့်မယ်နော်အမေရိကန်လို့ပြောနေတဲ့ဒီမိုကရေစီဆိုတာကြီးကတော့သူတို့ရဲ့ဒါစံပြဘလိုပြောရမလဲဒီထိမ့်မယ်ကြီးတစ်ခုလိုပဲနော်အဲ့တော့ဒီမိုကရေစီဒီမိုကရေစီဆိုတဲ့အခါမှာလည်းဘလိုဒီမိုကရေစီမျိုးလဲတခြားဘလိုဒီမိုကရေစီရှိသေးရလဲအမေရိကန်နိုင်ငံဒီမိုကရေစီကဘလိုမျိုးဖြစ်တည်လာရလဲဆိုတာလေးကိုတဒါဒီနေ့ဒီဗီဒီယိုလေးကနေဒါအကြံဉာဏ်လေးရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ โอเคအဲ့တော့ဒီမိုကရေစီဆိုတော့ပြောရင်မှဒါကဘာတဝန်းကနိုင်ငံနေမှာဒါအုပ်ချုပ်မှုပုံစံမျိုးမျိုးရှိကြတယ် government ပေါ့နော်အဲ့ဒါကတော့နိုင်ငံမှမဟုတ်ဘူးဒီလူမျိုးစုလူအဖွဲ့အစည်းစုစားရေးဒီမှာတော့လကောင်အကြောင်းမှာတော့လကောင်အသင်းအဖွဲ့မှာတော့လကောင်ပေါ့နော်ဒီနေရာပေါင်းစုံမှာဒါအုပ်ချုပ်ရေးဆိုတာကြောက်ရရှိတယ်နော်အဲ့တော့အဲ့ဒီအုပ်ချုပ်ရေးတွေကနေမှာဘာလို့ဒီမိုကရေစီကဒီစံတမ်းမှန်ချက်တခုဖြစ်လာတာလေအမေရိကန်နိုင်ငံမှာဘာလို့ဒီမိုကရေစီလမ်းစဉ်ကိုသွားရတာလဲအဲ့လိုပဲအမေရိကန်နိုင်ငံကနေ ဒီ American Constitution နဲ့ American Democracy ဆိုဘာလို့အဲ့လိုနမည်ကြီးရတာလဲအဲ့တော့ဒီဗီဒီယိုလေးကနေဒါပြပြသွားပေးမယ်အဲ့တော့ Government မျိုးစားရပြန်ကြည့်လိုက်တဲ့အခါမှာဒါတို့ဒီ ဟိုမြန်မာပြည်ရဲ့အကြောင်းမြန်မာပြည်ကလူတွေရောဒါအကျွမ်းကျင်ဆုံးသိရတဲ့အာနာရှင်စနစ်ပေါ့နော်နိုင်ငံတချို့တွေမှာနိုင်ငံတော်တော်များများမှာအာနာရှင်စနစ်ရှိသေးတယ်အခုဆိုရင်ပြီးဘင်ရင်စနစ်ဘင်ရင်စနစ်မှာလည်းအမျိုးမျိုးရှိရဲကြောင်းဒီထိုင်းတို့အင်္ဂလန်တို့ကနေတွေ့ရတဲ့ဒီ constitutional monarchy ပေါ့နော်ဒီစီးမြင့်ခံဘင်ရင်စနစ်နဲ့ဒီ absolute monarchy မြန်မာလိုဆိုရင်တော့ um တပ်ဦးဆောင်မှန်ဘင်ရင်စနစ်လို့ခေါ်မှတ်တင်နေပေါ့နော်ဒီအဲ့လိုမျိုးအကျွမ်းမဲ့အာဏာကဘင်ရင်မှာပဲရှိနေတဲ့ဘင်ရင်စနစ်လည်းရှိရဲအဲ့လိုပဲ democracy မှာလည်းဂျာတို့ကပုံစံအမျိုးမျိုးရှိရဲအဲ့တော့ တချို့တွေကဘုံတော့ဘရင်နိုင်ငံတွေလို့တွေးလိုက်ရင်ဘရင်နိုင်ငံတွေကိုဒါဒီမိုကရေစီမဟုတ်ဘူးဆိုပြီးတော့ထင်ကြရတယ်ဘုံတော့အဲ့ဒါတချို့ပြောသွားပေးမယ့်အကြောင်းမှာအဲ့ဒါလည်းပါပါတယ်ဘာလို့လဲလို့မြန်အမေရိကန်နိုင်ငံကိုထွားတော့ကလေ့လာရတဲ့အခါမှာရှေ့မှာပြောခဲ့သလိုပဲဒီအင်္ဂလန်ကိုဘယ်လိုမှခြံထားခဲ့လို့မရဘူးဘုံတော့အင်္ဂလန်ကနေစဉ်းစားလာတဲ့အယူဝါဒတွေ idea တွေအဲ့လိုပဲအင်္ဂလန်ကသူ့ရဲ့ကားလုံးမြန်မလို့တည်ထောင်တာလေအဲ့ဒါကမှတချို့ဟာတွေကအမေရိကန်ကဘယ်လိုမျိုးပေါ့နော်ဒီဆန်နမူနာယူလာတာရှိတယ်လေအဲ့ဒါလေးတွေကဒါအရေးကြီးတယ်အဲ့တော့ ထားပါတယ်အဲ့တော့ဘာသာရေးအုပ်ချုပ်တဲ့နိုင်ငံတွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုးကြားရဲကမှဒါဒီမိုကရေစီဆိုတာနိုင်ငံတော်တော်များများရဲ့ဒီပြည်သူတွေပေါ့နော်ပြည်သူတွေရဲ့အဓိကဒီပန်းနိုင်တကူဒါဖြစ်လာကြတယ်။အဲ့တော့ဒီမိုကရေစီကိုတတော်တော့ဘာသာပြန်လိုက်တယ်ဆိုရဲ့အခါမှာဒီကိစ္စတစ်ခုဆုံးဖြတ်ချက်တစ်ခုပေါ့နော်ဒီဥပဒေတစ်ခုကိုလူတယောက်ထဲရဲ့လူတယောက်ထဲရဲ့တခွန်းတသန်တမိတ်နေကြမဟုတ်ဘဲအများနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့မှဆုံးဖြတ်လိုက်တာမျိုးတော်တော်ဒီမိုကရေစီလိုအကြံဉာဏ်တတ်မှတ်တယ်ပြောမယ်ဆိုတော့အများအကိုစားပြီးပဲအဲ့တော့နင်တို့ရေကောင်းတဲ့ငါဒါကိုစီစဉ်တာဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီလူတွေကဘာလို့လူကျင်တာလဲ ီလူတွေလိုချင်တာဘာလဲပြည်သူတွေကဘာလိုချင်တာလဲပြည်သူတွေဖြစ်ချင်တာဘာလဲဒါငါတို့လို့ဖို့တင့်တော်ရလားမတင့်တော်ဘူးလားဒါလုံးလိုက်ဘယ်သူထိခိုက်မှာလဲဘယ်သူတွေရောအကျိုးရမှာလဲဒါအကုန်လုံးစုဝေးတိုင်မြင်ပြီးတော့မဲပေးဆုံးဖြတ်ပြီးတော့သွားတာမျိုးပေါ့နော် system တစ်ခုကိုလေပတ်တာမျိုးဒါဒီမိုကရေစီကိုအကြမ်းမြင်သတ်မှတ်တယ်အဲ့တော့ဒီမိုကရေစီကိုကြည့်အောင်ဒီမိုကရေစီကြည့်ရခါမှာလေဒီဒီ social study မှာတွေ့ရမှာ direct democracy နဲ့ပေါ့နော် republic representative democracy ဆိုပြီးတော့တွေ့ရလိမ့်မယ်အဲ့တော့ representative နဲ့ republic နဲ့ရောအတူတူပဲဒါနိုင်ငံတော်တော်များများမှာသွားနေရယ် American နိုင်ငံရဲ့ဒီ federal government ကလည်းဒါ representative democracy republic ပုံစံမျိုးနဲ့သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးသွားရဲ့အခါမှာ okay direct democracy ဆိုတာဘာလဲမေးစရာရှိတယ်အဲ့တော့ direct democracy ပေါ့နော် direct democracy ကတော့ဒါ democracy ရဲ့အမှပထမအောင်ဆုံးပေါ်လာခဲ့တဲ့ပုံစံဖြစ်တယ်သူကတော့ဘယ်ကနေစလာလဲလို့မေးရင်ဒီ greek ကနေစရဲပေါ့နော်ဂရိနိုင်ငံအိမ်သင်းကနေဒါစရဲလို့သိရတယ်ဂရိကနေပေါ့လူတွေအကုန်လုံးကဒီဥမာမြို့တော်ခမ်းမကိုနေရာမျိုးမှာစုဝေးပြီးတော့ဒီဥပဒေတစ်ခုကိုဒီလိုပုံစံမျိုးဆုံးဖြတ်တဲ့မဆုံးဖြတ်တဲ့တမ်းပြီးတော့မဲပေးတာဥမာစာသင်ခန်းနေရာမှာတော့လကောင်တငယ်ချင်းနေကြရဲမှာတော့လကောင်မိသားစုရဲမှာရှိသမျှလူတွေအကုန်လုံးရဲ့မဖြစ်ချင်လဲဖြစ်စင်တဲ့ဆန္ဒတွေကိုရည်ပြီးအများဆုံးရတဲ့ ဟာအဆုံးဖြတ်တယ်လို့မျိုးပဲပေါ့နော်ဒီအဲ့တော့မြို့တစ်မြို့မှာတော်လကောင်းဒီအေသင်မြို့မှာအဲ့လိုမျိုးဆုံးဖြတ်ပြီးတော့ drive democracy ဆိုတာပေါ်လာတယ်။အဲ့ဒါကနေမှဒီမျိုးကိုတစင်းတစင်းပြောင်းလာတဲ့အခါမှာဒါ representative ဆိုပြီးဖြစ်လာတယ်ပေါ့။အဲ့ဒါ representative မဖြစ်ခင်ကြားထဲမှာဘာရှိလဲလို့မေးဒီဘယင်စနစ်တွေပေါ့နော်။အဲ့တော့အဲ့ဒီကာလမှာရုံကဒါနိုင်ငံကြီးအကုန်လုံးနှီးပါးကဒါဘယင်စနစ်နဲ့ပေါ်နေတယ်။ဘယင်စနစ်မှာတော့မှဒီတပ်ဦးဆောင်မှာဘယင်စနစ်လို့ခေါ်ရင်ဘယင်တယောက်ထဲမှာပဲဒါအာနာတီတဲ့ဘယင်စနစ်မျိုးနဲ့ပေါ်နေတယ်။အဲ့တော့ဘယင်နေဆိုတာလည်းအမျိုးမျိုးရှိတယ် ်ဒီဒီလူတယောက်ထဲမှာအာနာရှိသွားပြီဆိုရင်အဲ့ဒီလူကအဲ့ဒီလူရဲ့စိတ်တိုင်းကြဖြစ်သွားတယ်နော်ဒီအစိုးရကတော့ကပြည်သူတွေပုံမှန်တော့အဲ့တော့ကြာလာတဲ့အခါမှာလူတွေကဒီစနစ်ကြီးကိုဒါလည်းမခံကျင်တော့ဘူးအာနာရှင်ဆန်လာတဲ့အခါမျိုးမှာအဲ့တော့လူတွေကစာပြီးတော့တော်လန်လာရင်တဖြည်းဖြည်းနဲ့တော်လန်ရေးဒါဥရောပတခွင်မှာတော်လန်ရေးဖြစ်လာတဲ့အခါမှာဘယင်ကိုပြန်ပြီးတော့ ကန့်တပ်ဖို့ limit လုပ်ဖို့ကြိုးစားတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းဒီမှာကျတော့ဖြစ်လာတယ်လို့ဘယင်ဒီမှာလဲဒါလက်တော်ဆိုတာမျိုးရှိလာတယ်အဲ့တော့ဘယင်ကသူတရားတဲ့ဆုံးဖြစ်လို့မရတော့ဘူးသူအမအရင်ခက်တော့ကဘယင်တရားတဲ့ဆုံးဖြစ်တာမဟုတ်ဘူးပေါ့လေဒါ movement တွေရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ဒီအဲ့လိုမျိုးဒီတော်လန်ရေးပေါ်ပေါက်လာတဲ့အခါမှာလက်တော်တည်းရေးပေါ်ပေါက်လာတယ်အဲ့တော့ဘယင်ကသူတရားတဲ့ဆုံးဖြစ်လို့မရတော့သူတော်အဆုံးဖြတ်နေမှာဆုံးဖြတ်လို့ရတယ်ပေါ့ဘယင်ကိုပြန်ပြီးတော့ဒီအာနာကိုပါကန့်တက်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီဘယင်စနစ်တွေမှာလည်းစပြီးတော့ပြောင်းလဲလာတဲ့အခါမှာကျွန်တော်ကအဲ့ ဲ့ဒါကိုဒီ constitutional monarchy လို့ခေါ်တယ်ပေါ့နော်အဲ့ဒါလေးကခုနောက်ပိုင်းရှိလာတဲ့ဒီ representative ရဲ့ republic ရဲ့ဒါအခြေခံလေးလို့အဲဒါကတော့ဒါယူဆရဲပေါ့နော်အဲ့တော့နိုင်ငံဒီမှာဒီ republic ပုံစံမျိုးနဲ့တော့ democracy ရှိရဲအဲ့လိုပဲ constitutional monarchy နဲ့တော့ရှိရဲအဲ့တော့တချို့တွေက confuse ဖြစ်တယ်လीเนาะဒီ ဆောင်ွက်ဖြေရတဲ့အခါမှာရွေးရဒီမိုကရေစီလို့ရွေးရတဲ့အခါမှာဘရင်နိုင်ငံတွေကိုဒီမိုကရေစီမဟုတ်ဘူးလို့ထင်ကြရတယ်လေနော်အမှန်တော့ဘရင်နိုင်ငံတွေမှာလည်းဒီမိုကရေစီဖြစ်နေတဲ့နိုင်ငံတွေများရှိပါတယ်ဥပမာအင်္ဂလန်ဆိုရင်လည်းဒါတို့ကဒီမိုကရေစီနိုင်ငံမင်းဒါပေမဲ့သူကဘရင်နိုင်ငံအထွတ်ရမေးတယ်ဘရင်နိုင်ငံမှာလို့ဒီမိုကရေစီဖြစ်လေဒါပေမဲ့ပြည်သူတွေပုံမှာ apply လုပ်တဲ့ဥပဒေတွေစီးမင်းတွေစီကန်းတွေဥပဒေတွေက သစ်တော်ကနေမှတဆင်ဒီကိုစလေရီနဲ့ပြန်ပြီးတော့စုဝေးဆုံးဖြတ်ပြီးတော့မှဆုံးဖြတ်တာဖြစ်တယ်။ဘယင်တရားထက်ကနေငါထားလို့ချင်တယ်ဒီလိုလို့ဆိုပြီးတော့ဆုံးဖြတ်တာမျိုးမဟုတ်ဘူးလေနော်။အဲ့တော့ constitution နဲ့ monarchy ကလည်းဒါ democracy ပုံစံတစ်မျိုးပါပဲ။ဒီဥပဒေပြည့်ရဲ့အခါမှာဒါကိုစလေရီနဲ့တွားရပေါ့လေနော်။အဲ့တော့အဲ့လိုမျိုး constitution နဲ့ monarchy ကအင်္ဂလန်မှာ ဒါအကြာကြီးရှိလာခဲ့တယ်ပေါ့နော်အဲ့အင်္ဂလန်မှာကြာရှိလာတဲ့ဖက်မှာအားလုံးပဲသိရတဲ့အမယ်အင်္ဂလန်ကကိုလိုနီရှိရလေနော်ကိုလိုနီသိမ်းနေနိုင်ငံတွေကိုလိုနီသိမ်းတဲ့အခါမှာသူရဲ့နိုင်ငံတွေကိုလည်းသူကအုပ်ချုပ်တယ်အဲ့တော့အုပ်ချုပ်တဲ့အခါမှာနိုင်ငံတစ်ခုနဲ့တစ်ခုကဒါ conflict တွေဖြစ်ကြတယ်ဘယ်သူမှမဆိုတော့ဒါသူများနိုင်ငံကအောက်မှာမနေချင်းကြောက်လေနော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ထားပါအဲ့တော့အမေရိကန်နိုင်ငံကလည်းအရင်တုန်းကဒီအင်္ဂလန်ရဲ့လက်အောက်ကကိုလိုနီတစ်ခုဖြစ်ခဲ့တယ်အင်္ဂလန်ဒီမြောက်အမေရိကနောက်အမေရိကတိုက်ကို လာပြီးတော့အခြေချရတဲ့အခါမှာအင်္ဂလန်ကိုလိုနီတွေကနေတာအမေရိကန်နိုင်ငံကွဲထွက်သွားပြီပေါ့နော်အဲ့တော့အမေရိကန်နိုင်ငံတီထောင်ပြစ်တဲ့ပုံစံရတဲ့ဒါနောက်ဗီဒီယိုမှာအသေးစိတ်ပြောမယ်ဒီဗီဒီယိုကကျတော့ဒီ government နဲ့ပတ်သက်တဲ့အပိုင်းကိုပဲပြောတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အမေရိကန်အမေရိကန်တွေကနေတာအဲ့တော့အင်္ဂလန်ရဲ့အောက်ကနေကွဲထွက်သွားတဲ့အခါမှာအဲ့တော့အင်္ဂလန်ရဲ့ brand မှု influence ကသူတို့မှာတော်တော်ကြီးတယ်အဲ့လိုပဲသူတို့ကကိုလိုနီဆိုတာအဲ့တော့ ဒီလူခွေကအပြေဝရပြီးတော့ကိုရီပြည်သူတွေကိုတကယ်ကိုကိုစားပြပြီးကောင်းပြီးလွတ်လပ်ခွင့်တွေရပြီးတော့ပြည်သူတွေ represent လုပ်တဲ့ပုံစံမျိုးသားရှိနေမှာဆိုရင်ဘယ်သူမှဒါတကူတကဒီအင်္ဂလန်အောက်ကနေခွဲထားမှာမဟုတ်ဘူးနော်အဲ့တော့ American နဲ့အင်္ဂလန်ကနေတန်းတို့လူခွေတွေပြေဝမင်းရတဲ့အခါမျိုးမှာစပြီးတော့တောင်းလိုက်ဖြစ်တယ်အဲ့တော့ဘယ်လိုဖြစ်ဖြစ်တော့ဒီအင်္ဂလန်ကနေလာတဲ့ idea တချို့ကဒါ American အစိုးရမှာနှောက်မှုရှိတယ် အဲ့တော့နိုင်ငံတော်ဝန်ဒီကမ္ဘာတော်ဝန်သူတို့ပြင်းတော့ဥရောပမှာအဲ့လိုမျိုးဒီကိုလိုနီစပြီးတော့ပေါ့နော်ဒီတော်လန်ကြတယ်ဒီအရသာပြည်သူတွေကအစိုးရတွေကိုတော်လန်နေအဲ့တော့ဘာလို့သူတို့ကအဲ့လိုမျိုးတရှောင်းလုံးလက်ခံလာရကနေဘာလို့တော်လန်ကြတာလဲအဲ့တော့ပြန်ကြည့်ရဆိုတဲ့အခါမှာတွေးခေါ်ပညာရှင်တွေပေါ်ပေါက်လာတယ်ဒါနိုင်ငံနိုင်ငံတိုင်းမှာသူ့ရဲ့ဒီလူတွေရဲ့ယူဆတဲ့ယူဆတွေ ီယုံကြည်မှုတွေကိုနှွမ်းမိုးတဲ့တွေးခေါ်ပညာရှင်ဆိုတော့ရှိတာပဲလေเนาะအဲ့တော့အင်္ဂလန်မှာလည်းတွေးခေါ်ပညာရှင်တွေပေါ်လာတယ်လူတွေကစပြီးတော့ဒီ scientific revolution လို့မျိုးပေါ့เนาะဒီသိပ္ပံသိပ္ပံနဲ့တော်လကောင်းပေါ့ဒီအရာရာကိုမေးခေါ်ထုတ်တဲ့ကာလတွေတခုရှိတယ်အဲ့တော့အဲ့ကာလမှာဒီတွေးခေါ်ပညာရှင်တွေပေါ်လာတယ်တွေးခေါ်ပညာရှင်တွေကဘာအဓိကလေ့လာတယ်လို့မြင်အစိုးရတွေရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့เนาะ အော်လူဖွဲ့စည်းတစ်ခုကိုဘယ်လိုမျိုး stable ဖြစ်အောင်သွားမလဲဒီလူဖွဲ့စည်းတစ်ခုတိုင်းပြည်တစ်ခုနိုင်ငံတစ်ခုကိုဘယ်လိုမျိုး stable ဖြစ်အောင်ဘယ်လိုအုပ်ချုပ်မျိုးတင့်တော်လဲဘယ်လိုကောင်းဆောင်မျိုးတင့်တော်လဲဆိုတော့လူတွေကစဉ်းစားလာကြတယ်။ဘာလို့လဲလို့မြင်အဲ့ကာလမှာကတစ်ချိန်လုံးဒါစစ်မစစ်ပွဲတွေဖြစ်ပွားနေပြီးတော့တုံလေးကြီးပေါင်းစုံကြုံတော့နေရကြုံတွေ့နေရတဲ့ကာလပေါ့နော်။အဲ့တော့အဲ့ကာလမှာလူတွေက ဒီလူတိုင်းကပြင်မဆင်းရဲခက်ခဲနေတယ်ဒီဘရင်နေကြောင့်ဒီဘယ်လိုပြောရမလဲအရင်းရှင်နေကြောင့်တော့လကအမောနော်ဒီလူချမ်းသာရဲ့လူကောင်းတဲ့နေကြောင့်မလို့ဒါလူများကဒီဘယ်လိုပြောမလဲပြင်မခက်ခဲနေတယ်ပေါ့အဲ့ကာလမှာဒါအစိုးရနဲ့ပတ်သက်တဲ့အတွေးခေါ်တွေပြောင်းလဲလာတယ်ဒီလူဖွဲ့စည်းရောဘလိုပုံစံမျိုးနဲ့တင့်တော်လဲဆိုတဲ့အတွေးခေါ်တွေဒါစပြီးဥရောပမှာထွန်းကားလာတယ် ဲ့တော့အဲ့ဒီဥရောပကထွန်းကားလာတဲ့ဒီအထူးသဖြင့်တော့အမေရိကန်ကအများဆုံး influence လုပ်တဲ့ဒီ John Locke ပေါ့နော် John Locke လို့ခေါ်တဲ့ဒီခေါ်ပညာရှင်ကဒါအများကြီးလုံးဝမရှိရဲသူ့ရဲ့ဒီခေါ်ပါလဲလို့မင်းလူတွေမှာလူသားတိုင်းမှာပေါ့လူသားတယောက်ဖြစ်ပြီးဆိုတာနဲ့ဒါမွေးကလေးကပါလာတဲ့လူလူခွင့်ရည်တွေရှိရဲပေါ့နော်သူကအဲ့ဟာကိုဒီကထားပြီးတော့ပြောခဲ့တယ်အဲ့တော့ကျောင်းသားတွေနဲ့ခံမှန်းကြည့်ကြည့်ပါဒီ John Locke ပြောရဲပေါ့နော်ဒီလူခွင့်ရည်တွေကဘာဖြစ်မလဲ okay အဲ့တော့ဂျွန်လော့ကဗာပြောခိုင်းလို့လို့မီဒီ life liberty property လို့ခေါ်ရဲပေါ့နော်လူတယောက်မှမွေးလာပြီဆိုရင်သူ့ရဲ့ဘယ်လိုပြောမလဲအသက်ရှင်နေတယ်ညီမလို့အဲ့လိုမျိုးပြန်ရမယ်ဆိုတော့ဒီအသက်ရှင်နေထိုင်မှုမသူမဆိုအသက်ရှင်နေထိုင်မှုရှိရမယ် liberty ဆိုတာဒီကိုယ့်ဘဝဆံပြချက်ကိုကိုယ့်အနေကိုဒီလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်နေတော့အဲ့လိုမျိုးရှိရမယ်ပြီး property ကိုယ့်ရဲ့ပစ္စည်းအောက်စာပိုင်ဆိုင်မှုကို ဒါကိုပိုင်ဆိုင်မှုသူများလူလူမရအဲ့ကာလမှာအထူးသဖြင့်တော့သူကဘသူ့ကိုရည်ရွယ်လဲလို့နေဘီယင်းမျိုးရည်ရွယ်တယ်။ဘာလို့လဲလို့မဲအဲ့ကာလမှာဒါမြန်မာပြည်မှာလည်းရှိခဲ့တယ်နော်ဒီဘာလဲဘီယင်းဆိုတာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်အရာအလုံးကိုသူပိုင်ဆိုးတယ်ဆိုတော့အယူဆရရှိခဲ့တယ်နော်အဲ့တော့အဲ့လိုအယူဆတွေများလာတဲ့အခါမှာဘီယင်းကလူတစ်ယောက်ကဘဝတစ်လျှောက်လုံးကြိုးစားခဲ့တဲ့ပိုင်ဆိုင်မှုတွေတော့လကောက်အရာအလုံးဘီယင်းကမျက်စိတမိန်နေအတွင်းမှာပဲ ဖြည့်ဆည်းပြလိုက်နိုင်တယ်။ဘယင်ကြောင့်ဖြည့်ဆည်းသွားရတယ်အများကြီးရှိရဲ့။အဲ့တော့အဲ့ဒီ natural right လို့ခေါ်တဲ့ life liberty property ဆိုတဲ့ idea ကဥရောပတစ်ခုမှာဒါပြောင်းလဲသွားတယ်။ဥရောပတစ်ခုမှာပြောင်းလဲသွားပြီးတော့ဘယ်ကိုရောက်လာလဲလို့မင်းဒီ American colonization ကိုရောက်လာတယ်ပေါ့နော်။ England လောက်မှရှိတဲ့ American colonization ရောက်လာတယ်။အဲ့တော့သူတို့ကလည်း England လောက်မှရှိနေတယ်။အဲ့တော့ England ရဲ့အကာလမှာ constitutional monarchy ဆိုပေမဲ့အခုလိုမျိုး perfect ဖြစ်တဲ့ ပုံစံမျိုးတော့မဟုတ်သေးဘူးနော်စပြီးတော့တီထောင်ကစ Constitutional Monument ကြီးသွားပါလို့ဆိုမြေဘရင်ကဘရင်နာမမှုကတော်တော်လေးကိုရှိသေးတယ်အဲ့တော့ဘရင်ရနာမမှုတွေရှိရလူတွေကငါတို့မှဒီလိုအခွင့်အရေးတွေမရဘူးအတိတ်ကတော့ဒီ natural right လို့ခေါ်တဲ့ပေါ့နော်ဒီမွေးကလေးကရလာမယ့်အခွင့်အရေးတွေပေါ့နိုင်ငံသားအခွင့်အရေးတွေမရတဲ့အနေကနေမရတဲ့ခါကနေဒါတော်လရေးတွေစလာတယ်အဲ့တော့ American နိုင်ငံကအများဆုံး influence ဖြစ်တဲ့ဒီ natural law ရဲ့ natural right ပါအဲ့တော့အဲ့အလေးပို့ပြီးတော့သိစိတ်ကြည့်နေဆိုရင်တော့ ဖယူကျူမှာဂျွန်လော့ဆိုပြီးရှိရတဲ့ဒါက playlist ထဲမှာလည်းဒါအဲ့အလေးကို playlist လောက်ထားပြီးရပေါ့နော်အဲ့တော့အဲ့အလေးသွားပြီးတော့ကြည့်လို့ရတယ်အဲ့ဂျွန်လော့ရဲ့ idea တွေကဒါပြန့်နှံ့လာတယ်အဲ့တော့ဂျွန်လော့ရဲ့ idea တွေပြန့်နှံ့လာပြီးတော့တောင်းလန်ရေးလုပ်ပြီးတော့အမအမေရိကန်နိုင်ငံကိုသူတို့ဒီတောင်းလန်ရေးနိုင်ပြီးတော့ပေါ့နော်တီထောင်ပစ်သွားရပေါ့ဒါတချို့ပိုင်းလေးကြော်လိုက်မယ်အဲ့တော့အမေရိကန်နိုင်ငံတီထောင်ပစ်သွားတဲ့အခါမှာသူတို့ကဘာလုပ်ရလဲလို့မေးရင်ဒါနိုင်ငံတကူကိုတီထောင်ပြီဆိုရင်နိုင်ငံတိုင်းမှာအရေးကြီးလို့ရတာရှိလာပြီလေနော်ဗာလဲ ဘလို့အောက်ချုပ်မှာလဲဖွဲ့စည်းပုံအခြေခံ OD ဆိုရင်ဒီ Constitution လို့လာတယ်အဲ့တော့အဲ့အချိန်မှာ American Constitution ကိုတမ်းပြီးရရေးတာလားလို့ပြောမှစင်တမ်းပြီးရမရေးရသေးဘူးပေါ့နော်အဲ့တော်တော်များများ confusion ဖြစ်တယ်အခု American Constitution က ဒါအမေရိကန်စတီထောင်ကြရရှိတဲ့ဟာတော့မဟုတ်ဘူးအမေရိကန်လွတ်လပ်ရပြီးရဲ့ဂျာထဲမှာလွတ်လပ်ရပြီးရဲ့နောက်ပေါ့နော်ဒီ constitution မရောက်ခင်ဂျာထဲမှာဒီ articles of confederation ဆိုရဲဒီ constitution တစ်ခုရှိသေးတယ်အဲ့ဟာလေးကအလုံးမဖြစ်ခဲ့ဘူးအဲ့တော့ဘာလို့အဲ့ဒါကအလုံးမဖြစ်ခဲ့လဲအဲ့တော့အမေရိကန်နိုင်ငံကလွတ်လပ်ရသွားတယ်ဒါဒီအင်္ဂလိပ်တွေလောက်ကနေသူတို့လွတ်ပြီးတော့ပေါ့လွတ်လပ်ရတယ်ဆိုသူတို့တိုက်တိုက်ယူတာနော်အင်္ဂလန်တွေကနေတော့လွတ်လပ်ပေးတယ်ဆိုပြီးပေးလိုက်တာမဟုတ်ဘူးအဲ့တော့တိုက်ပွဲဝင်ပြီးတော့တိုက်ပြီးတော့ ဒါသူတို့ဒီဘယ်လိုပြောမလဲနိုင်သွားပြီးတော့အမေရိကန်နိုင်ငံဖြစ်သွားဖြစ်လာတယ်ပေါ့လေအဲ့တော့အမေရိကန်နိုင်ငံဖြစ်လာတဲ့အခါမှာအရင်တော့သူတို့ကတခြားလုံးကအင်္ဂလန်လောက်အောင်မှရှိလာတာနိုင်ငံတစ်ခုရဲ့အုပ်ချုပ်မှုအောက်မှာရှိမယ်ဆိုရင်အဲ့နိုင်ငံရဲ့တရားစီရင်ရေးကအစဥရပြည်ရေးကအစအဲ့နိုင်ငံရဲ့ပုံစံကဘယ်လိုပြောမလဲဒီနိုင်ငံထဲမှာအံ့ဩငင်ကြဖြစ်ဖြစ်နေပြီလေနော်အဲ့တော့အဲ့ကာလမှာသူတို့ကအဲ့ဒါကိုချိန်လုပ်ပြစ်ခြင်းနဲ့ငါတို့ကသူတို့က ကြည့်ရငါတို့အင်္ဂလန်နဲ့မတူတဲ့ပုံစံမျိုးလုပ်ချင်တယ်ဗောဒီသူတို့နိုင်ငံမှာဘယင်လဲဘယင်စနစ်လဲမဟုတ်ဘူးလေနော်အင်္ဂလန်ကလည်း culture လေးတွေအဘလိုသွားမှာလဲအဲ့တော့ဒီပြည်နယ်73ခု error american ကပြည်နယ်73ခုပဲရှိသေးတယ်အဲ့တော့အဲ့73ခုသောပြည်နယ်ကသူတို့ဆွေးနွေးပြီးတော့ဒီ articles of confederation ဆိုတဲ့ဟာကိုဒါ revolution ဖြစ်နေတဲ့ကာလတွေမှာပဲသူတို့ရေးခဲ့တာအဲ့တော့အစပိုင်းမှာထုံးစံတိုင်းမှာဒီဘုံရန်သူကအင်္ဂလန်ပေါ့အင်္ဂလန်ကနေ culture တွေတခုတည်းကပဲသူတို့ရဲ့အဓိက focus ဖြစ်တဲ့အတွက် ဲ့ဒီတောင်းလိုင်းဖြစ်နေကာလမှာတော့လွှဲတယ်အဲ့ဒါဒါပေမဲ့နောက်ပိုင်းပါဆက်ဖြစ်လာတယ်ဒီတောင်းလိုင်းနဲ့သူတို့ဒီနိုင်သွားပြီနိုင်ငံအစ်စ်လဲသူတို့ဒီထောင်ပြီးရဲ့အခါမှာဒီ articles of confederation အလုံးဖြစ်တော့ဘာလို့လုံးဖြစ်လဲလို့မေးရင်အဲ့ဒီဟာအရင်ဆုံးကြည့်အောင်အဲ့အဲ့ကာလတွေမှာတော့ဒီမိုကရေစီဆိုမဲ့သူတို့တွေဒီမိုကရေစီအများဆုံးပဲလွတ်တော်မှာပဲလွတ်တော်တစ်ခုတည်းမှာပဲအာဏာရေကုန်ရှိနေတာအဲ့လွတ်တော်မှာအာဏာရှိတာပြဿနာမဟုတ်ပေမဲ့ဘာမှပြဿနာလည်းလို့မေးရင်တခုခုပြင်ဆင်မှုပြောင်းလဲဖို့အတွက်ကိုအရန်ခက်ခဲတာ မြန်မာပြည်မှာဆိုတော့ဒီမြန်မာပြည်ရဲ့ဒီဖွဲ့စည်းပုံချင်းအုပ်ဥပဒေပြင်ဖို့အရန်ခတ်တယ်လို့မျိုးအဲ့ကာလမှာလေသူတို့ရဲ့ Articles of Confederation သူတို့တို့ရေးလိုက်တယ်သူတို့တို့အတည်ပြုလိုက်တယ်ဒါပေမဲ့ဥပဒေတစ်ခုကိုပြင်တော့မယ်ပြောင်းတော့မယ်ဆိုရင်ရှိသမျှ73ပြည်နယ်လုံးရဲ့ yes ဆိုရဲထောက်ခံချက်ကိုလိုလာတယ်အဲ့တော့ အဲ့ချိန်မှာသူတို့အဆင်ပြေတော့ပြည်နယ်တွေကထိန်ညှိရတယ်ခတ်လာတယ်သူပြည်နယ်ကိုပြည်နယ်အပြာဆိုင်မှာပုံရံသူရှိတုန်းကတော့ဒါဟုတ်ပြင်မယ်ပေါ့နော်အဲ့လိုမျိုးအပြာဆိုင်တွေဖြစ်လာတော့ဒီ Anti-Corruption Confederation ကမဖြစ်တော့ဘူးအလုံးဖြစ်တော့ဘူးပေါ့နော်အဲ့နောက်ပိုင်းနေမှာသူတို့ဘာလို့တူးလာလဲအဲ့တော့ ပြောမယ်ဆိုရင်တော့ဒီလွတ်တော်တရက်ထဲမှာပဲရှိသမျှအာဏာရဲ့သွားတည်နေရဲ့အဲ့တော့ Article 7 Confederation အရဆိုရင်တမရမှာလည်းသိပြီးတော့အာဏာမရှိသူမျိုးတရားစီရင်ရေးတွေအုပ်ချုပ်ရေးတွေအရာအားလုံးကလွတ်တော်ကနေပဲဆုံးဖြတ်တယ်အဲ့လွတ်တော်မှာလည်းဒီ agreement တစ်ခုရဖို့ဆိုတာအရန်အောင်ခတ်တဲ့အခါမှာပြဿနာတွေနိုင်ငံထဲမှာကြုံတွေ့ရတာဗာပြဿနာမှမဖြေရှင်းနိုင်ဘူးအဲ့တော့ American နိုင်ငံကဒီနိုင်ငံသစ်လေးပေါ့နော်သူတို့နိုင်ငံကြားရမှာတော့လှုပ်လှုပ်ခက်ခက်တင်းနေဒီပြည်တွင်းမှာလည်းတော်လိုင်းတချို့ပြန်မျိုးဖြစ်လာတော့သူတို့ founder father တွေကဘာလုပ်ရလဲလို့မေးရင်ဒါ American Indian constitution mana aku ဖြတ်ချိတာသုံးနေရဲ American Constitution ကိုသူတို့ကရေးဖို့ဖြစ်လာတယ်။အဲ့တော့ Constitution ကိုရေးတယ်ဆိုတဲ့အခါမှာလည်းသူတို့ကစဉ်းစားရတယ်။ဘာလို့ရှေ့က Articles of Confederation ဆိုတဲ့ပထမ Constitution ကအလုံးမဖြစ်တာလဲပေါ့နော်။အဲ့တော့ဘာလို့လုံးဖြစ်လဲလို့မေးရင်သူတို့ပြောချင်တယ်ဒီ Central Government ပေါ့။တကယ် Central Government ဆိုတာရှိမနေဘူး။ပြည်နယ်တွေကတော့ငါတို့ပြည်နယ်ငါတို့လုပ်ချင်သလိုလုပ်မယ်ငါတို့ပြည်နယ်ငါတို့စိတ်တမ်းကျလုပ်မယ်ဆိုတော့တို့ပြောမယ်ဒီပြည်နယ်ဟိုမှာပဲဗဟိုပြုနေရပေါ့နော်။အဲ့တော့ပြည်နယ်တစ်ခုတည်းအနေနဲ့ဆိုရင်တော့ဖြစ်နိုင်မြင်မင်းနိုင် ုင်ငံတစ်ခုအနေနဲ့ခြုံကြည့်မယ်ဆိုတဲ့အခါကျတော့လည်းအဲ့ဒါကြီးအလုံးဖြစ်မှုတွေအဲ့တော့တို့ကရင်းဆုံးစဉ်းစားတဲ့ဒီ central government တစ်ခုလိုတယ်ဒီနိုင်အကုန်လုံးကိုဒါဗဟုပြုမဲ့ central government ကလိုတယ်ပေါ့တို့စဉ်းစားလိုက်အဲ့တော့ central government တို့အထင်မဲ့အဲ့လိုပဲ central government မှာတို့ပြန်ပြန်စဉ်းစားရတယ်အရင်တော့ကဘယင်တယောက်တည်းဘယင်ဆိုရင်ဒါ central government လေနော်ဘယင်နဲ့လွတ်တော်လဲအဲ့တော့ဘယင်နဲ့လွတ်တော်တစ်ခုတည်းမှာပဲရှိသမျှအာဏာတွေသွားပြီးစုနေမယ်ဆိုရင်ရော ဟာအင်္ဂလန်နဲ့ပါထူပါတယ်အင်္ဂလန်မှာဆိုရင်အဲ့တော့အဲ့လိုပဲနေတော့ဘင်းရင်ဘင်းရင်နဲ့လွတ်တော်နဲ့တဲ့သွားတဲ့အခါမျိုးဆိုရင်ဒါတမျိုးကြီးဖြစ်သွားတယ်တမျိုးကြီးဖြစ်ပြီးတော့ဘယ်လိုပြောမလဲသူတို့ကိုလာပြီးတော့အပြူးဆုံးတဲ့ပုံစံဖြစ်တဲ့အတွက်လေနော်အဲ့တော့သူတို့ကလည်းအဲ့လိုမျိုးမဖြစ်ချင်တော့ branches ဒီအပိုင်းတွေသူတို့ကခွဲပြစ်လိုက်ဖို့သူတို့ကဆုံးဖြတ်တယ်အဲ့တော့အဲ့ဟာကိုဒီ separations of power လို့ခေါ်တယ်ပေါ့နော်အဲ့တော့ constitution နဲ့မှာအရာတော့အဲ့တော့တခုလည်းမပို့ပြရမှာဘယ်နည်းဒီအုပ်ချုပ်ရေးဌာနပေါ့နော်ဒီ executive ဆိုရဲဥမာသူသဖြင့်တော့ဒီတမရရှိမဲ့နိုင်ငံတော်အုပ်ချုပ်ရေးတွေဝန်ကြီးဌာနရှိမဲ့ executive ကတစ်ဖွဲ့ဥပဒေပြုဖို့အတွက်ဒီဥပဒေပြုဖို့အတွက် legislative ဆိုတာတစ်ဖွဲ့ပြီးရင်ဒီတရားစီရင်ရေး judicial ဆိုပြီးတော့သူတို့က အဖက်သုံးဘွယ်ခွဲလိုက်တယ်အဲ့ဒါကိုဒီ separation of power လို့ခေါ်တယ် power ကတစ်ခုတည်းမှာပဲဒီအဖွဲ့အစည်းတစ်ခုတည်းမှာလူတစ်ယောက်တည်းမှာပဲဒီတည်နေရမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီ branches တွေခွဲခြားလိုက်တယ်အဲ့တော့ constitution ထူးခြားချက်က articles of confederation လို့မျိုးဒီပြည်နယ်တွေမှာပဲဥပဒေရှိနေတာမဟုတ်ဘူးဒီ central government ခိုင်ခိုင်မာမာလည်းရှိတယ်အဲ့လိုပဲအဲ့ central government တစ်ခုတည်းမှာပဲလို့ပြောရမှာ branches တွေခွဲခြားလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ကာလလေးမှာအဲ့ဟာလေးကအရင်ယူနေဖြစ်တယ်အဲ့တော့သူတို့အနေနဲ့ဒါကြီးကိုလွယ်လွယ်ကူကူနဲ့တော့ဒီ constitution ဆိုတဲ့အရင်ဖြစ်လာတော့မဟုတ်ဘူးလေဘာလို့ဆိုတော့ပြည်နယ်အကုန်လုံးရဲ့ပြည်နယ်73ပြည်နယ်လုံးရဲ့ yes ဆိုတဲ့ဟာကိုရမှဒီ constitution ကိုသူတို့ကဒါအတည်ပြုပြီးတော့ပြောင်းလဲသုံးစွဲနိုင်မှာလေအဲ့တော့သူတို့ရဲ့ဘာလို့ရလဲအဲ့တော့ branches ခွဲလိုက်တာဟုတ်ပေမဲ့ဒီပြည်နယ်ရဲ့ထောက်ခံချက်ကိုရောက်ဖို့လောက်ရသေးတယ်အဲ့တော့ပြည်နယ်ဘက်ကကြည့်တော့လေ okay ဒါဆိုရင် central government က စိတ်တိုင်းကြလို့ချင်တယ်လုပ်မယ်ဆိုရင်ရောဘယ်လိုလုပ်မှာလဲဒါမေးခွန်းထုတ်စရာရှိရတယ်เนาะအဲ့တော့ဘာဘာနောက်တစ်မျိုးဘာကိုစဉ်းစားရလဲလို့မင်းဒီ Federal Government ဆိုတာကိုစဉ်းစားရတယ်အဲ့တော့ Federal Government ဆိုတာဘာလဲဒါမေးစရာရှိရအခုဒါအရင်အောင်ခက်စားနေရ Federal Democracy သွားကြမယ်ဆိုတော့ Okay အဲ့တော့အဲ့မှာ Federal Government ဘာလဲဆိုတော့တို့ပြန်ပြီးတော့အဲ့ Federal Government ကိုတို့ချက်ပြီးတော့ဒါစဉ်းစားရတဲ့အခါမှာဒီ American နိုင်ငံကဘ ਹੁ အစိုးရမှာအာဏာရရှိရအဲ့လိုပဲပြည်တွင်းကတချို့ဥပဒေရတချို့ကိစ္စတွေမှာပြည်တွင်းကိုသွားနေတဲ့ကာကွယ်လုပ်ပြီးရဥမာ ခါခမဲ့အသေးစားပေါ်တော့ဒီပြည်နယ်အစိုးရလေးပြီးတာပြည်နယ်အစိုးရကပြည်နယ်အစိုးရလောက်ပိုင်းခွင့်အခွင့်အာဏာနဲ့သူရဲ့ constitution နဲ့သူတို့ကသူတို့ရှိဝင်ပြီးတာဒါမဲ့အဓိကဘဟုနိုင်ငံတစ်ခုလုံးကိုစားပြေဘဟုအာဏာတွေကတော့ဒါ central government မှာပဲရှိရမယ်ဆိုပြီးတော့အပိုင်ခွင့်လိုက်တော့ပြည်နယ်တွေကတော့အဲ့ဒါလေးပြောမစမ်းတော့ဒီ federal government ဆိုတဲ့အပိုင်ကိုသူတို့ကဒါလက်ခံလာတယ်ပေါ့လေနော်အဲ့တော့ဒီ American နိုင်ငံမှာဒီ separation of power လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုတည်း လွတ်တော်တရက်ထဲမှာပဲဥဒေတွေစုနေရမဟုတ်ဘဲနဲ့တမရတယောက်ထဲမှာဥဒေတွေစုနေရမဟုတ်ဘဲနဲ့သူ့ဘိုင်းနဲ့သူဒါအာနာရခွဲလိုက်တဲ့ဒီ separation of power ဆိုတာရှိလာတယ်ပြီးရင် federalism လို့ခေါ်တဲ့ပြည်နယ်မှာရောဒါဗဟိုဆိုရမှာပြည်နယ်မှာသူရဲ့လုပ်ပိုင်ခွင့်အာနာတွေဒါခွဲဝေလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါပြင်နောက်တစ်ခုပါလဲမင်း check and balance တခါလေကြာရှိတဲ့တယ်ဥမာ ငါတမရမလို့ငါဟာငါတော့တယ်ငါဒီလိုအမိန်ပေးတယ်ငါတမရမလို့မင်းကဒီလိုဖြစ်အောင်လုပ်အောင်မင်းဆိုရဲဒီအာနာရှင်မျိုးဖြစ်မှာဆိုရဲအဲ့လိုပဲတစ်ခါကျရင်လည်းလွတ်တော်ကနေငါလွတ်တော်ကဒီလိုမျိုးပဲလုပ်လိုက်တယ်ဒီတောင်းပဲအာလုံးဖြစ်နေလက်ခံရတော့မယ်ဒါမှမဟုတ်တရားရှင်ကြီးကနေငါကဒီလိုပဲဆုံးဖြတ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်ဒီ အဲ့ branches တခုတွေကပဲအရင်ကအာနာကောင်းသွားမှလည်းဆိုးရဲအတွက်ဒီ branch တခုနဲ့တခုထိန်းညီပေးထားတဲ့ connect ပေါ်တော့ connect လုပ်ပြီးတော့ထိန်းညီပေးထားတဲ့ system ကိုလည်းဒါ American တွေမှာဒီ constitution ထဲမှာထည့်လိုက်တယ်ပေါ့နော်အဲ့ဒါကိုကြောတော်တော်ကဒီ check and balance ကိုခေါ်တယ်ပေါ့နော်ဥမာတမရမို့လို့လောက်ရှင်လည်းလုပ်လို့မရအောင်တမရကိုတစ်ဖက်ကနေလွတ်တော်နဲ့ ဒီတစ်ဖက်ကတရားစီရင်ဒီ judicial ကနေထိန်းထားတယ်အဲ့လိုပဲလွတ်တော်မလို့လွတ်ချင်တယ်လို့လို့မရအိုလွတ်တော်မလို့ပြုတ်ကျင်တဲ့ဥပဒေကိုပြုတ်ကျင်တယ်ပြုလို့မရအောင်တစ်ဖက်ကတမရနဲ့ judicial နဲ့ထိန်းထားတယ်အဲ့လိုပဲတရားစီရင်မလို့ရှိသမျှဟာအခုလုံးတရားစီရင်လို့မရဘူးတစ်ဖက်ကဒီ judicial နဲ့ဒီ legislative နဲ့ကပြန်ပြီးတော့ထိန်းထားတယ်အဲ့လိုမျိုးတစ်ခုနဲ့တစ်ခု check လုပ်ထားတယ်ပေါ့နော်ဥပမာ တယောက်မှ collab လုပ်လို့မရအောင် collab လုပ်တယ်ဆိုတော့တယောက်မှဘယ်လိုပြောမလဲအလွဲသုံးစားပေါ့နော်ဒီအာနာဆိုလကောင်းပေါ့တခုဘာမှအလွဲသုံးစားလုပ်လို့မရအောင်ပြန်ပြီးတော့ check and balance ထိနေတာအဲ့တော့အဲ့ဒါကိုကျွန်တော်က check and balance ဆိုခေါ်ရတော့ American မှာအခြေခံတာဒီ John Locke ရဲ့ natural right ပေါ့နော် natural right လို့ခေါ်တဲ့ဒီ လူသားတိုင်းမှာရှိရမလွတ်လပ်ခွင့်ကြီးပေါ့နော်အဲ့တော့အမေရိကန်အစိုးရကသူတို့ကအဲ့ဒါအရန်လေးထားတယ်ဒီအမေရိကန်စပြီးတီထောင်တဲ့အခါမှာဒီသူတို့နိုင်ငံသားတွေပေါ့နော်သူအဲ့ကာလမှာတော့သိရမှာသူတို့သတ်မှတ်တဲ့နိုင်ငံသားဆိုတာလူဖြစ်ဖြစ်ရမေးသူတို့ဒီစာရင်းစာနှုန်းတွေရှိရတယ်နော်သူတို့မြေပိုင်းရပိုင်းဖြစ်ရမေးတော့အသက်25နှစ်အသက် sorry အသက်ဘယ်လောက်ရှိရမေးလူဖြစ်ဖြစ်ရမေးယောက်ျားပဲဖြစ်ရမေးအဲ့လိုမျိုးသတ်မှတ်ချက်တော့ရှိရဒါပေမဲ့သူတို့ရဲ့ဒီနိုင်ငံသားတွေကိုသူတို့ကဒီ natural right ကိုပြေဝရစေရမယ်လို့သူတို့ကဒါ အမခံတယ်ပေါ့နော်အဲ့တော့အဲ့ဒီ naturalize ဆိုတာရှိလာတယ်အဲ့တော့ American Constitution နဲ့မှာအဲ့တော့အဲ့ဒီပေါ့နော် check and balance လည်းဟုတ်ပြီဒါ federalism လည်းဟုတ်ပြီပြီးတော့ဒီ separation of power လည်းရှိပြီဒါပေမဲ့အဲ့ဒါရှိုံနဲ့လေဒီပြည်နယ်တွေကလက်မှတ်ထိုးပေးသည် founding father တွေကလည်းညှိရတယ်73ခုလုံးရဲ့သူတို့သတ်မှတ်ထားတဲ့ထောက်ခံချက်ကိုရဖို့အဲ့တော့ဘာတခုထပ်ပြီးတော့သူတို့ကထည့်လိုက်လို့မင်းဒီ base of right လို့ခေါ်တဲ့အခြေခံလူ့အခွင့်အရေးတွေပေါ့နော်ဒီအခြေခံလူ့အခွင့်အရေး နိုင်ငံသားဝင်10ချက်ရှိတယ်အဲ့ဒီဟာကိုသူတို့ထည့်လိုက်တယ်အဲ့တော့အဲ့ဒီဟာကိုလည်းသူတို့ကဘယ်ကနေအခြေခံထားလဲလို့မြင်အင်္ဂလန်ဘေးဆိုရဲဆိုတာအရင်ပေါ်တာပေါ့နော်အင်္ဂလန်မှာလည်းအလိုပဲဒီဘယင်ရဲ့အာဏာကိုကန့်တက်လိုက်တဲ့အခါမှာနိုင်ငံသားတွေရဲ့ဒီအခွင့်အရေးတွေကိုဘယင်တို့အစိုးရတို့ကနေလူယူခွင့်မရှိပါဘူးကာကွယ်ပေးရပါမယ်ဆိုရဲဒီဘေးဆိုရဲဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့အင်္ဂလန်ဘေးဆိုရဲကိုအခြေခံထားတဲ့အမေရိကန်ကသူတို့ရဲ့ဒီသူတို့ပြင်တော့ natural right တွေကိုကာကွယ်ပေးတဲ့တရားစင်ရေတို့ ဘိုင်းနေမှာပြည်သူတွေကောက်ွယ်ပေးရတဲ့ဒီ base or right 10ချက်ပေါ်တော့လူခွင့်ဒီနိုင်ငံသားခွင့်10ချက်ကိုသူတို့ထည့်လိုက်တယ်အဲ့တော့ခုနကဒီ American Constitution အဲ့တော့ separation of power ရဲ့ check and balance ရဲ့ဒီ ဘေးစော်ရိုက်ပေါ့နော်ဒီ air federalism နဲ့ပေါ့ air federalism အဲ့တော့အဲ့ချက်တင်စုပေါင်းပြီးတော့တို့ဒီ constitution ကိုရေးဆွဲပြီးရယ်ဆိုတဲ့အခါကျမှဒါထောက်ခံချက်ရလာတယ်ပေါ့နော်အဲ့တော့ American နိုင်ငံကိုအဲ့လိုမျိုး idea လေးတွေအခြေခံနေတော့တို့ရဲ့အဓိကမူဝါဒကတော့ဒီလူတူတူရဲ့ဒီ natural right တွေကိုလုံးဝဖောက်ပြလို့မရအောင် အစိုးရတရက်အနေနဲ့ရောလူဖွဲ့စည်းမှာအချင်းချင်းရောလုံးဝဖောက်ပြက်ခွင့်ပေးမထားဘူးပေါ့လုံးဝကိုဒီ natural right တွေနဲ့ဒါအခြေခံထားတယ်ဒီလူအခွင့်အရေးကိုသူတို့ကဒါလေးစားတယ်ပေါ့နော်သူတို့ရဲ့ဒီမူဝါဒအခြေခံတွေကအဲ့လိုမျိုးရှိရင်နောက်ခွာကျ power တွေဒီသူတို့ရှိမှကြုံတွေ့ခဲ့ရတဲ့အင်္ဂလန်အစိုးရကတော့အင်္ဂလန်နိုင်ငံတော့ကောင်းရင်ကောင်းမယ်လေဒါပေမဲ့သူတို့တော့ကကြတော့ ဒါမကောင်းလို့သူတို့ယူဆတာအတွက်အင်္ဂလန်လူမျိုးတို့ကမဖြစ်ချင်ဘူးပေါ့နော်ဒီပါဝါကတခုထဲမှာ brand တခုထဲမှာစုပ်ကံပြီးရ brand တခုထဲမှာရှိပြီးတော့တခြားလူတွေကို abuse ဖြစ်မှာအရန်ဟိုတို့ကဒီဘယ်လိုပြောရမလဲဒီ sort ထိတဲ့အတွက်ပေါ့နော်ဒီ check and balance ကိုထည့်တာအဲ့တော့ဆောင်းပေါ်မှာဒီ sorry survive ဒီမှာ check and balance ကိုတွေ့ရင် power တစ်ခုနဲ့တစ်ခု check လုပ်နေအောင်တယောက်နဲ့တယောက်အမြဲစောင့်ကြည့်နေအောင်ပေါ့နော် check and balance separation of power လို့တွေ့လိုက်ပြီးစဉ် separation of power ဆိုတာက power တွေကိုခွဲထားတာဘယ်ရင်တယောက်ထဲမှာပဲရှိတာမဟုတ်ဘဲနဲ့ power တွေကိုခွဲထားတာကို separation of power check and balance federalism အကြောဒီပြည်နယ်အစိုးရပြည်နယ်အစိုးရတကယ်နိုင်ငံကိုစားပြုတဲ့ central အစိုးရ central အစိုးရဆိုပြီးတော့ရှိလာတယ်ပေါ့နော်အဲ့ဒါကို federalism လို့ဒါခေါ်တယ်အဲ့တော့ ဥမာတမရမလို့ရှိသမျှပြည်နေရဟာတဲ့ကုန်းကိုအသေးသေးသလိုရှင်လည်းလုပ်လို့မရဘူးเนาะအဲ့တော့အမေရိကန်နိုင်ငံကြီးကအကြီးပဲလေနိုင်ငံအကြီးဆိုတော့ပြည်နေတချို့ဥမာကိုရက်ွက်အကြောင်းရက်ွက်ထမနေရလူကအသိဆုံးလीเนาะအဲ့အဲ့လိုမျိုးပဲပေါ့အဲ့တော့နိုင်ငံတော်တမရဒီရက်ွက်ကလေးရဲ့အကြောင်းကိုအသေးအကုန်လုံးသိချင်မှသိမယ်ဒါပေမဲ့ဒီပြည်နယ်ဒီရက်ွက်ထဲမှာရှိရလူကတော့အသိဆုံးနေအဲ့တော့တချို့မျိုးတချို့ပေါ့နော်အဲ့လိုမျိုးဥတွေတွေကိုပြည်နယ်ကပဲဆုံးဖြတ်လို့ရအောင် ဒါလောက်ထားပြီးရဲ့အဲ့ဒါ federalism လို့ခေါ်ပါတယ်အဲ့တော့ federalism လို့ပြောရတဲ့အခါမှာတကယ် supreme power သူတို့စီမှာ supreme power ဆိုတာလုံးဝကိုဘယ်လိုပြောရမလဲဒီသူ့ချက်ဘာမှသူ့ရဲ့အထက်မှာဘာမှမရှိစေရအောင်ပေါ့နော်အဲ့ဒါ constitution ရဲ့အထက်မှာသူတို့ကဒါဘယ်သူမှမရှိစေရအောင် supreme law of land ဆိုပြီးတော့လေဒါသတ်မှတ်ထားရဲ့ constitution ရဲ့အထက်မှာဘယ်သူမှမရှိရအောင်သမ္မတကိုယ်တိုင်ဒီဘယ်လိုဒီ sub ဒီ constitution ကိုလိုက်နာမယ်ဒီ constitution ကိုမချိုးဖောက်အောင်မဖောက်ဖျက်ရအောင် constitution နဲ့လုံပြီးဘာမှလုပ်လို့မရဘူးပေါ့သူတို့ရဲ့ constitution သူတို့လုံးဝကို ခံခိုင်းမမကိုတိဆောက်ထားပါတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်အခုတတပြောသွားတဲ့အကြောင်းအရာတွေတချို့ကိုကတိတာပြီဆိုရင်ဒါစစ်ဘက်က government တချို့ပစစ်ဘက် government ကိုကစပြီးတော့ဒါလေးလာလို့ရပါတယ်အဲ့တော့ဒါလေးတခုအကြံပေးရမယ်ဆိုရင်ဒါတာလေးဒါတာပြောပြတာရဲ့အကြောင်းအရာတွေတချို့ပို့ပြီးတော့ပေါ့နော်ဒီကြကြပြပြနဲ့ပို့ပြီးတော့နားလဲခြင်းနဲ့ဆိုရင်အကြောင်းသားအနေနဲ့လုပ်လို့ရတာက American history မှာ American Revolution ဆိုတာရှိရပေါ့နော် American Revolution ဆိုတဲ့ဟာလေးကို ဖတ်လိုက်တာဖြစ်ဖြစ်ဒါမှမဟုတ်ဗီဒီယိုလေးကြည့်လိုက်တာဖြစ်ဖြစ်ပုံတော့အဲ့လိုမျိုး လုံးလိုက်တယ်ဆိုရင်ဒေါက်တာပြောတဲ့ဟာကိုပို့ပြီးတော့နားလည်သွားမယ်ပြီးရင်ဒီ citizen government ကိုလေ့လာရတာလေဒါပို့ပြီးတော့ဒါလွယ်ကူသွားလိမ့်မယ်ပေါ့เนาะအဲ့တော့အမ်နောက်တစ်ခုပြောချင်တာအမေရိကန်နိုင်ငံမှာဒီ democracy ရဲ့မှာ republic ပေါ့ခုနပြောခဲ့တယ် republic ဆိုတာကိုယ်စားလှယ်ရေးပြီးတော့မှတစင်ဆုံးဖြစ်တာဖြစ်ပါတယ်ဒေါက်တာရှင်းမှာပြောခဲ့သလိုဂရိကလိုမျိုးဒီဥပဒေဒီလိုသွားမယ်ပြည်သူတွေလက်ခံလာဆိုတိုက်ရိုက်မေးတာမဟုတ်ပဲねပေါ့เนาะဒီတက်ကြွနားလေကိုယ်စားလှယ်ပြည်သူတွေရွေးရတဲ့ကိုယ်စားလှယ်ရကနေတစင်သွားတဲ့ပုံစံလေးတော့ ဖြစ်ပါတယ်ဘောနာလိုမျိုး republic ပုံစံလေးနဲ့သွားတယ် republic နဲ့ representative နဲ့အတူတူပါပဲ republic လို့ကြားရင်တော်တော်များခုရှိနေ republican နဲ့ရောသားတတယ်ဘောနာ republican ကဒါပါတီနာမည်တသက်ပါ republic representative ပုံစံနဲ့သွားနေပါတယ်အဲ့တော့တမရတယောက်တည်းမလို့အာဏာရှိတာမဟုတ်ဘူးလွတ်တော်တရက်တည်းမလို့အာဏာရှိတာမဟုတ်ဘူး judicial branch တစ်ခုလည်းမလို့အာဏာရှိတာမဟုတ်အဲ့သုံးခုကပေါင်းပြီးတော့အတူတူကလှုပ်ဆောင်နေအဲ့လိုပဲတရားနဲ့တရားနဲ့အမြဲ check လုပ်နေရဖြစ်တဲ့အတွက် ီနိုင်ငံမှာအခုဆိုရင်တည်တာလေ Donald Trump ကသူ့ရဲ့ဒီဘယ်လိုပြောရမလဲ executive power ပေါ့နော်တမန်ရရဲ့အုပ်ချုပ်ရေး power တွေနဲ့တချို့ main တွေချရတယ်တချို့စီမံကိန်းလုပ်တဲ့အခါမှာတစ်ဖက်က Congress နဲ့တစ်ဖက်ကဒီတရားရုံးတွေကနေပြန်ပြီးတော့ check လုပ်တာတွေတချို့ဟာတွေကိုလက်မှတ်ထိုးပေးတာတွေဒီဘက်ကနေတရားရုံးကနေပြန်ပြီးတော့သူတို့သူ့သူ့ရဲ့ power တွေကိုပြန်ပြီးတော့ check လုပ်တာရှိတယ်နော်အဲ့တော့တမန်ရမလို့ तू อ่ะတရားသူကြီးမလို့တရားသူကြီးယုံမလို့ तू อ่ะ ဟိုဘယ်လိုပြောရမလဲလက်တော်မလို့ဆိုပြီးလောက်ချင်တိုင်းလို့လို့မရဘူးပေါ့နော်အဲ့တော့အမေရိကန်နိုင်ငံမှာအဲ့ဒီတတပြောက keyword လေးတွေကိုတို့ကလုံးဝကိုတို့ရဲ့အခြေခံပေါ့နော်ဒီ constitution မှာအဲ့ဒါလေးတွေလုံးဝကိုတို့ကအခြေခံထားပါတယ်အဲ့တော့နောက်တစ်ခုပေါ့နော်ဒီ ဆောင်းတယ်လို့ပြောလိုက်ပါအောင်မယ်အဲ့တော့ဒီ fact အနေနဲ့သိတာမှာဘောတော့ American Constitution ကကမ္ဘာပေါ်မှာရှိတဲ့ Constitution နဲ့မှာအခုချိန်ထိအသုံးပြုနေစေတတ်တမ်းအကြဆုံးနေတာအတော်ဆုံး Constitution ဖြစ်ပါတယ်အဲ့တော့ American Constitution မှာ Article 9ခုပဲရှိတယ်ဘောတော့အဲ့တော့ Article 9ခုထဲမှာအခုလဲပတ်နေတဲ့ government ကဘယ်လိုဘယ်လိုလဲပတ်ရမလဲဆိုတဲ့ပုံစံတွေကိုသူပါလာပြီးသားဘာလုပ်ရမလဲဘာမလုပ်ရအောင် အစိုးရမှဒီလိုမျိုးတာဝန်တွေရောရှိရဒီလိုတာဝန်တွေရောရှိရဒီလိုအခွင့်အရေးတွေရောရှိရဒါရိုက်တာမလုပ်အောင်ဒါရိုက်တာလုပ်အောင်မယ်ပြည်နယ်အစိုးရကဘာလုပ်လို့ရလဲဘာလုပ်လို့မရအောင်တခါတည်းကန့်သက်ထားပြီးသားပါအဲ့တော့တခုတော့ရှိပါတယ်အမေရိကန်ပြည်နယ်လေးတွေမှာလည်းသူတို့ရဲ့အသီးသီးပြည်နယ်ဒီ constitution တွေဆိုတော့ရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြည်နယ်ကပဲဘယ်လိုပဲ constitution တွေပဲရှိရှိနောက်ဆုံးတော့သူတို့ရဲ့ဒီအမေရိကန်နိုင်ငံတစ်ခုလုံးကို ီကိုစားပြုရဲ့ constitution ကိုတော့ဘသူကမှကျော်လို့မရပါဘူးပေါ့နော်အဲ့ဒါပြောရတဲ့ဒီအကြောင်းအရာတွေတချို့ကိုဒါတည်သွားပြီးပြီဆိုရင်တော့စပြီးတော့ဒီ citizen government အပိုင်းကိုဖတ်လို့ရပါတယ်အဲ့လိုပဲတစ်ဖက်မှာလည်းဒီ American Revolution အပိုင်းကိုလည်းဒါလေ့လာလို့ရပါတယ်ပြီးတော့ဒါပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့တချို့ဟာလေးတွေကိုဒါဒါဒီ YouTube မှာအကြောင်းသားတွေပို့ပြီးတော့ပေါ့နော်နားလည်နိုင်မဲ့အတားအထက်ပို့ပြီးတော့ကောင်းကောင်းမွန်မွန်အကျယ်ချဲ့ပြီးတော့ ဒါရှင်းပြပေးထားတယ်ဗီဒီယိုလေးတချို့ကို data playlist လောက်ထားပါတယ်။ data YouTube channel ကနေလည်းအဲ့ playlist တွေကနေဝင်ပြီးတော့ကြည့်လို့ရပါတယ်။ဒီ search တွေလုပ်တဲ့ကြောင်းသားရဲ့အတွက်ပေါ့နော် playlist လေးကို data အတီပြင်ဆင်ထားပေးပါတယ်။အဲ့ဒါလေးကိုလည်းကြည့်လို့ရပါတယ်။အဲ့တော့နောက်နေနောက်နောက်နောက်ပတ်ဒီနောက်နေ့မှာပေါ့နော် data ဆက်ပြီးတော့ share season နဲ့အကြောင်းလေးရှင်ရင်တနာကို comment လေးပေးသွားကြလို့ရပါတယ်။နောက်ဆက်ပြီးတော့လည်းတနာဒီ social study နဲ့ပတ်သက်တဲ့ content လေးတွေကိုတင်သွားနိုင်အောင်ဆက်ပြီးတော့ကြိုးစားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘာ